နနက်အိယာထားချိန်မှာမိမိတို့အိမ်မှာရှိတဲ့မြတ်စွာဘုရားကို မျက်နှာတတော်ရည်တော်တော်ရည်ချမ်းကပ်ပါမျက်နှာတတော်ရည်နဲ့တော်တော်ရည်ချမ်းကပ်လူတဲ့အခါဗရကဘာမှာပွင့်တော်မူတဲ့တပင်ယူတာမြတ်စွာဘုရားကို ဖရာတပီတော်တပီတော်မှသည်မျက်နှာတတော်ရည်နဲ့တော်တော်ရည်ချမ်းသရာကြည်ပြူစွာနိဗ္ဗာန်ရည်မှန်းလူတန်းပါသည်ရှင်မြတ်ဘုရားဒီလိုလူတန်းရတဲ့ကုသိုလ်ကံစေတနာကြောင့်ဖရာတပီတော်တပီတော်မှ၏စိတ်သည် တနေ့တာလုံးဤရေကဲ့သို့အေးမြပါစေပူပင်တော့ကဟုသည်များပပျောက်ပြီးဤရေကဲ့သို့အေးချမ်းမှုရပါစေဖခင်တပည့်တော်တပည့်တော်မှာနဲ့ကြုံရဆောင်ရသည်များခွန်ရသားသမီးအပေါင်းဘွားလည်းဤရေကဲ့သို့အေးချမ်းပါစေတပည့်တော်တပည့်တော်မှာဤအခုပစ္စုပ္ပန်နာကဘဝတစ်လျှောက်လုံးဆိုရင်ပူပန်ကြောင်ကြောင်မှုအဆုစုတို့သည်ဤမျက်နှာတော်ရေတောက်တော်ရေချမ်းကတ်လှူပူဇော်လှူဒန်းရတဲ့ စေတနာတရားတရားကြောင့်ဘဝတစ်လျှောက်လုံး